ပြည်ရင်းသတင်းတပေါက်အနေနဲ့ကတော့အေယာဝတီတိုင်းရေကြီးမြို့နယ်မှာအရခတ်တတော် AA နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြားကနေထွက်ပြေးကြတဲ့စစ်ကောင်စီရဲ့တပ်ပြေးတွေကိုကျေးရွာအုပ်ချုပ်ရေးမှုတွေရဲ့သတင်းပေးမှုကြောင့်ပြန်လည်ဖမ်းဆီးမိသွားတဲ့ဖြစ်စဉ်တွေရှိနေတယ်လို့သတင်းရရှိပါရယ်။မတိုင်းရှောင်းမြို့အနေအမြောက်တပ်344ကဇွန်လ12ရက်နေ့တိုက်ပွဲအတွင်းထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်ပြေး16ရောက်အထက်က6ရောက်ပင်လွတ်မြောက်သွားပြီးတော့ကျန်တဲ့လူတွေကိုတော့ကျေးရွာအုပ်ချုပ်ရေးမှုတွေသတင်းပေးမှုကြောင့် ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ရေကြီးမြို့နယ်တပြေးအိုင်အုတ်ရှုပ်ရင်မုံနဲ့ဇရက်လအုတ်ရှုပ်ရင်မုံတို့ကနေနေမြေအတွင်ရောက်ရှိလာကြတဲ့တပြေးတွေကိုအမတ၃လေးလေးကိုတရင်ပေးဖမ်းဆီးခိုင်းခဲ့တဲ့အတွက်ကြောင့်ရှေ့ရောက်ကိုပြန်ဖမ်းမိသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဇွန်လ22ရက်နေ့ကလည်းရေကြီးမြို့နယ်လေဒီကြီးရွာကိုတပြေး15ရောက်ရောက်လာတဲ့အချိန်ဒေသခံတွေကကျွံပွတို့အုတ်ရှုပ်ရင်မုံအဝင်းစီတရင်ပေးပို့လိုက်တဲ့အတွက်အိုင်တပြုတ်လန်းစုံနဲ့ပန်တော်ကြီးတရာကိတ်က စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။လက်ရှိငတိုင်းရှောင်းမြို့အနီးစာစံဦးအစင်ဘက်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့ပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးငတိုင်းရှောင်းမြို့မှာစစ်ကောင်စီတပ်သားတွေစစ်ကူလိုက်ဖို့အတွက်ပြင်ဆင်နေကြတယ်လို့ဆိုပါတယ်ရှင်။